ရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ကေမူပါဆိုတော့ဒီနေ့အစီအစဉ်မစခင် channel subscribe လုပ်ရသေးတဲ့သူများရှိတယ်မလားလှုပ်ထားပေးပါပြီးရင်ဒီနေ့အစီအစဉ်မှာကျွန်တော်တောင်းဆိုကြလေးတခုရှိပါတယ်အဲ့ဒါတော့ VPN link ဖွင့်ပြီးတော့ကြည်ပေးကြဖို့အတွက်ပါပဲတချို့ကမေးကြပါတယ် VPN ဖွင့်ဘာဖြစ်မှလဲညာဖြစ်မှလဲခဏထားလိုက်ပါကျွန်တော်နောက်ကျရင်ဂျုံတဲ့ခါလေးရှင်းပြပါမယ်ဘော်ရာတို့ကျွန်တော်ကို support လုပ်ပေးခြင်းနဲ့ဟာဒီပဲလှုပ်တာကောင်းတယ်ကွာငါတို့ကြည့်ရတာအဆင်ပြေတယ်ဘာလို့မျိုးသူ့ကိုပြန်ပြီးတော့ဘာလို့မိမသူ့ကိုပြန်ပြီးတော့ support လုပ်လို့ရမလဲအဲ့လိုမျိုးတွေးတယ်ဆိုရင်တော့တခြားဘာမှစဉ်းစားမနေပါနဲ့ဘူး VPN လေးဖွင့်ပြီးတော့ကြည်ပေးကြဖို့မေတ္တာရက်ခံပါစေ။ Okay အဲ့တော့ဒီနေ့မှာကတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းက trust ရှိလာခဲ့တဲ့ Squid Game Season 3ကိုတင်ဆက်လာခဲ့တာဒီနေ့မှာတော့အပိုင်း3ကိုရောက်လာခဲ့ခင်ဗျ။သုံးပြီးွားတော့တဝက်ကျိုးပြုံเนาะ6ပိုင်းပဲရှိတာဆိုတော့ okay အဲ့တော့ပြီးခဲ့တဲ့ပိုင်းမှာလည်း gain ပွဲကိုဆော့ပြီးတဲ့အခါမှာ player တော်တော်များများလေးထွက်ခွာသွားခဲ့ရပြီးတော့လူလည်းနည်းနည်းပဲကြံတော့တယ်အဲ့ဒါကြောင့်ဒီနေ့အပိုင်း3ကိုဆက်ပြီးတော့ဘာတွေဖြစ်လာအောင်မလဲရင်ခုန်ခန်းစားကြည့်လိုက်အောင်ပါခင်ဗျာ ဒီပိုင်းအစမှာတော့မျက်နှာဖုံးစိုးကောင်တွေက beginners ဒုတ်ထားမြောက်ဂိမ်းမှာတေဆုံးခဲ့တဲ့လူတွေရဲ့အလောင်းတွေကိုလိုက်ပြီးတော့ရှင်းလင်းနေတာကိုမြင်ကြရပါတယ်။ဂိမ်းကစားရုံထဲမှာထုတ်ပယ်ခံရတဲ့လူတွေလည်းကြံနေသေးတာကြောင့်အဲလူတွေကိုလည်းလိုက်ပြီးတော့ရှင်းထုတ်ရအောင်ပါ။ dragon မျက်နှာဖုံးစိုးနဲ့နှစ်ယောက်ကဂိမ်းကိုမအောင်မြင်နဲ့အနီအောင်ဖွဲ့ကိုလိုက်ရှင်းနေနေတဏီယာမှာတော့ကစားမတယောက်ကမျက်နှာဖုံးစိုးကိုပြန်ခံချပြီးတော့တတ်ဖို့ပြန်လှုပ်ပါတော့တယ်။အိုင်မှာကစားမကမျက်နှာဖုံးစိုးကိုဓာတ်နဲ့ထိုးကန်ပြီးလေးမာရင်နောက်ထပ် dragon မျက်နှာဖုံးစိုးပန်းအောင်တကောင်က အိုက်ဇာမားကိုတန်းတန်းနဲ့ပြစ်တာလိုက်ပါတော့တယ်အတက်ခံမလို့ဖြစ်တဲ့မျက်နှာဖုံးစုပ်ကလည်းသူ့မျက်နှာဖုံးကိုချွတ်လိုက်ပြီးအမလီတော်သေးတာပေါ့ကွာဆိုပြီးတော့ထလိုက်ပါတယ်ကဇာမားကိုတန်းတန်းနဲ့ပြစ်တာလိုက်တဲ့တယောက်ကလည်းသူ့မျက်နှာဖုံးကိုချွတ်လိုက်ပြီးတော့ကတ်သီးလေးပဲကျမလည်းအမဲလိုက်ရတော့ကြိုက်လို့တော်သေးတာပေါ့လို့ပြောလိုက်ပါတယ်သူတို့ကတော့တကယ်ရိုးရိုးမျက်နှာဖုံးစုပ်ပန်းအောင်ကောင်းအရင်လိုဝင်နှန်းနေမှုပဲ VIP တွေကကိုတိုင်းဝင်ပြီးတော့လက်စာတတ်တာတွေလိုက်ပြီးတော့လုံနေကြတာပါနောက်ထပ်မြန်နှာဖုံးစုံနှစ်ယောက်ကလည်းထက်ရောက်လာပြီးတော့ဝါးပျော်စရာကြီးပဲကွာလို့ပြောလိုက်ပါလိမ့်ပြီးတော့ အပေါ်တက်မှာအများကြီးကြံသေးတယ်လာအမဲသွားလိုက်ရအောင်ဆိုပြီးတော့အပေါ်တက်ကိုထပ်တက်သွားကြပါတော့လေဓမ္မမှာတော့သတိလစ်နဲ့ဂီဟုံးကိုတော့မြန်မာဖုံးစိုးတွေကတွဲခေါ်လာပြီးကစားသမားတွေခန်းထဲကိုပြန်လာပို့နေခဲ့ကကောင်းဆောင်ဂီဟုံးကိုဇက်တိုက်ပဲစောင့်ကြည့်နေခဲ့တာပါမြောင်ကီနဲ့နိုင်ကူတို့ကတော့အခန်းထဲပြောင်းနေကြပြီဖြစ်ပြီးမြောင်ကီကအခုထိဂျုံကြီးပေါ်မလာသေးတဲ့အတွက်စိတ်ပူလို့နေပါတယ်နိုင်ကူကတော့ခုမှသားတော်ဆက်လဲဆွဲပျောက်သွားတာကိုသိသွားပြီးတော့ပြာရာတွေခတ်နေခဲ့ပါတယ်နိုင်ကူကမင်းငားလဲဆွဲကိုတွေးမိသေးလား လဘကတိုင်ထဲမှာစီးထဲထားလေကွာလို့မေးပြီးတော့မယုံသင်ကားနဲ့မြောင်ကြီးကိုရှာဖို့လုပ်တော့မြောင်ကြီးကသူ့ကိုတွန်းထုတ်ပြစ်လိုက်ပါလေနန်ကူကဘာလို့မှမသိဖြစ်နေပြီးတော့အပေါက်ကအဆောင်လေးစီပြေးပြီးတော့ကျွန်တော်ဂိမ်းဆောင်ထဲမှာအရေးကြီးတဲ့ပစ္စည်းကြံခဲ့လို့ဗျာအဲ့ဒါရှာမရမှာခဏတော့ပဲအချိန်ပေးပါခဏလေးပဲရှာပြီးတော့ချက်ချင်းပြန်လာပါမယ်လို့ပြောပေမဲ့မြန်နှဖုံးစိုးကောင်တွေကအပြင်ထွက်ခွင့်လုံးဝမပေးခဲ့ပါဘူးအဲ့အချိန်မှာဆွဲတို့ရသွားတဲ့မင်းစုကတော့အခန်းထဲကိုပြန်အောင်လာပြီးဖြစ်တာကြောင့်နန်ကူတယောက်ပြားများနေတာကိုသူလဲကြားနေရပါတယ်နန်ကူကငါအဲ့ဒါမရှိလို့မဖြစ်ဘူး ပြီးတယ်မှာပဲကွာသွားစာခွင့်ပေးသားမှာဆိုတော့ပြောပြီးအပြင်ကိုအတင်းထွက်ဖို့လုပ်တဲ့ခါမှာတော့မြန်တဖုံးဆိုပန်းအောင်ကောင်သူ့ကိုပိတ်တွန်းပြီးတော့တန်းတန်းနဲ့ချိန်ထားလိုက်ပါတယ်အဲတော့မှနန်ကူလည်းငြိမ်ကြသွားပြီးတော့အဲချိန်မှာပဲကလေးငိုတန်းလေးနဲ့တူတူအဖွားနဲ့ဂျုံကြီးတို့ကခန်းထဲကိုဝင်လာခဲ့ကြပါတော့တယ်ဂီယုံကတော့လက်ထိတ်ခက်ခံထားပြီးတော့မလုံမရှက်နဲ့အသေးကောင်ကြီးလိုဆက်ပြီးတော့ထိုင်နေတုံးပါပဲတမမနိုးကတော့ဂျောင်စော့ကိုမြန်တဖုံးဆိုတယောက်လိုဟန်ဆောင်ဝစ်ခိုင်းထားပြီးတော့အပေါ်ဓာတ်ကိုခေါ်ကာတက်လာခဲ့ပါတယ် ကြောင်စော့ကဘိုက်ကဒဏ်ရာရှိနေတဲ့အတွက်ကြောင့်လမ်းကိုမနှဲရအောင်ရှောင်နေရပြီးတော့နိုးကအချိန်မရှိဘူးနားလဲသီးခံထားလိုက်လို့ပြောလိုက်ပါလိမ့်ကြောင်စော့ကနိုးဘသူလဲဆိုတာမသိတဲ့အတွက်ဘာလို့ကျွန်တော်ကူညီပေးနေရလဲလို့မေးလိုက်ပေမဲ့နိုးကတော့အသက်ရှင်ရင်ခိုင်းနေတိုင်းလှုပ်လို့ပဲပြန်ပြောလိုက်တာပါကစားသမားတွေအခန်းထဲမှာတော့ကလေးကဇက်တိုက်ငိုနေတာကြောင့်အဖွားကလေးဖိုက်စာလို့ငိုနေတာနိုးတိုက်လိုက်လို့ဂျုံကြီးကိုပြောလိုက်ပါလိမ့်မြောင်ကြီးကတစ်ဖက်ကနေဂျုံကြီးတို့ကိုလှမ်းပြီးတော့ကြည့်နေခဲ့ပေမဲ့စကားတော့လာမပြောရဲခဲ့ပါဘူး အဲ့ချိန်မှာပဲမျက်နှာဖုံးစိုးဘန်းအောင်ကောင်းနေခန်းထဲဝင်လာကြပြီးတော့စတုတ္တကင်းကိုအောင်မြင်သွားတဲ့ကစားမတွေကိုစိတ်အင်းနဲ့ဂုံပြူပါတယ်ဘာညာပြောလိုက်ပြီးတော့ဂိမ်းရလက်ကိုစတင်ပြီးတော့ဂျင်ညာပါတော့တယ်စတုတ္တကင်းမှာကစားမ60ရဲက35ရောက်ထုတ်ပယ်ခံလိုက်ပြီးတော့25ရောက်ပဲကြန့်ရှိတော့တာပါဇူဂျီကလည်း43.1 1ဘီလီယံထိကိုတိုးလာခဲ့ပြီပဲဖြစ်ပါတယ်အခန်းထဲမှာရှိတဲ့လူတွေကတော့ဝက်စုဘူးတွေကြလာတဲ့ပတ်စံတွေကိုလောဘမျက်လုံးတွေနဲ့ဝိုင်းပြီးတော့ကြည်နေကြပါတော့တယ်ဒါမှမဟုတ် VIP တွေနဲ့ခေါင်းဆောင်တို့ကလည်းညသာတွေစားနေကြပြီး VIP တယောက်ကအပြင်ကနေဂိမ်းအောင်ကြည့်ရတာပြောစရာကောင်းတယ်ဆိုမဲ့ကိုရန်ယူနီဖောင်းဝတ်ပြီးတော့ပါဝင်ရတာလုံးဝမိုက်တယ်အစမ်းတကျဲပဲလို့ပြောလိုက်ပါတယ်နောက်ထပ် VIP စော်ကြီးကလည်းကျမအာဖရိကမှာအမဲလိုက်လာမနေဘူးဒါမဲ့အခုတွေးကြုံတော့တကယ်ကို next level ပဲလို့ပြောလိုက်ပါတယ်ဇပင်ရှင်နဲ့ VIP ဘဲကတော့သူရဟန်းကနောက်ကျပြီးတော့ရောက်လာကြတော့မပါလိုက်ရပဲဟာငါတယောက်တည်းမပါလိုက်ရတာလားဟာလို့မေးကဒေါသထွက်နေပါတယ်နောက်ထပ် VIP တယောက်ကတော့ဩဂရာဟိုကခမရဟိုဘာလို့နေရာလွဲပေးကြလဲဆိုတာသဘောပေါက်သွားပြီး မားဒီနေရာမှာလုံနေရတဲ့တကယ်ကျေနပ်ရှာပဲကျုပ်တို့ဂိမ်းကြီးုံနဲ့တွေမကပဲကိုတိုင်းမှာပါဝင်ခွင့်ပေးသေးတယ်လို့ကောင်းဆောင်ဖြစ်သူကိုချီးကျူးလိုက်ပါတယ်အဲနောက်တော့သူတို့တွေအုတ်ထားအိုကိုဂုံပြတဲ့အနေနဲ့ခွက်ချင်းမြှောက်လိုက်ကြပါတော့တယ်အဲချိန်မှာခေါင်းဆောင်ရဲ့လက်ထောက်ဒူခေါင်းဆောင်ဖြစ်တဲ့တမ်မှုစီကိုတော့သူ့လူတယောက်ကစကားပြောစက်ကနေလှမ်းဆက်သွဲလိုက်ပြီးတမ်မှုခွဲစိတ်ခံတဲ့ဆက်သွဲမရပါဘူးလို့ပြောလိုက်တော့တမ်မှုကကိုတိုင်းစိတ်မနှောစစ်စေးကြည့်ဖို့တော့အမိန်ပေးလိုက်ပါတယ်အဲချိန်မှာနိုးနဲ့ဂျောင်းစောတို့ကတော့အပေါ်ကိုရောက်လာခဲ့ပါပြီ တပတ်မှဂျုံတို့ကတော့ဂျုံတစ်ခုနားမှာလေခဏရထားပြီးအဲ့ဒီဂျုံကို drone နဲ့အရင်ဆုံးစစ်ဆေးကြည့်ဖို့လုပ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဂျုံစီကို driver ချွဲစီကဖုန်းဝင်လာပြီးတော့ driver ချွဲကအခုကျွန်တော်ပြောသလိုပဲခေါင်းဆောင်ဘက်တောင်ကျွန်တော်စုံစမ်းကြည့်လိုက်တာလေအဲ့လူမယိုးတော့ကိုအရင်ဆုံးဒီမျိုးတွေလိုက်စုံစမ်းကြည့်တော့သူ့အကြောင်းလည်းဘယ်သူမှမသိကြဘူး။ဒီကဈေးသူဈေးသားတွေနဲ့တန်ငါသေးတွေတောင်သူ့အကြောင်းသိချာမသိဘူး။သူ့နာမည်ရင်ဘတ်ရောင်းကြီးဆိုတော့လည်းဘယ်သူမှမသိကြဘူးလို့ပြောပြလိုက်ပါတယ်။ဂျုံကအဲ့ဒါနဲ့ပဲခေါင်းဆောင်ဘက် drone မောင်းတဲ့လူကိုတတ်လိုက်ရောလားလို့အဲ့လိုပြောလို့မရဘူးလေလို့ပြန်ပြောလိုက်တော့ ဒရိုက်တာချွဲကသူ့ကိုမူရင်းဒေသခံပြတယ်ကျွန်တော်ညီလေးកောင်လေးတကောင်တော့မသိဘူးအဲ့လူကသေးရလို့ဖြစ်နေတာဗျာကျွန်တော်ဆက်ပြီးတော့စုံစမ်းထားလိုက်မယ်အကူကခေါင်းဆောင်ဘက်ကိုဆက်ပြီးတော့စောင့်ကြည့်နေအောင်တော့လို့ပြောခဲ့လိုက်ပါတော့တယ်တပတ်မှာတော့ VIP တွေကညသာဆိုင်နဲ့နောက်ကိန်းဆက်ကစားမလားမကစားမလားမဲခွဲတာကိုစောင့်ကြည့်လို့နေကြပြန်ပါတယ် VIP တယောက်ကကစားမတစ်ယောက်ကို1.8ဘီလီယံဆိုတာဒေါ်လာတန်းကျော်တာပဲဒီလူတွေအတွက်ဆိုတော်တော်လေးကိုများနေပြီသူတို့တွေဒီနေရာမှာပဲဂိမ်းကိုမရက်ချင်လောက်ကြဘူးလားလို့မေးလိုက်ပါတယ်ခေါင်းဆောင်က ဒီဇာမားတွေကဒီနေရာကိုရောက်ဖို့တောင်းနေတော့ပြန်တိုက်နေစူးစမ်းလာကြတာခုဆိုဒီလူတွေတွေးနေတော့ပြီနောက်ထပ်လူတွေထပ်တိုက်ရင်ပတ်စံဘလောက်ပိုများလာမှာဆိုပြီးတော့လေစောင့်ကြည့်လိုက်ပါလို့ပဲပြောလိုက်ပါလေဒီကောင်ဘဲပေးတော့တော့အနေဆုံးနံပါတ်ကနေစပေးရမှာဖြစ်ပြီးအများစုကစက်ကစားဖို့ပဲရွေးချယ်နေတာဖြစ်တဲ့အတွက်မဲက၃မဲ၃မဲစကြတဲ့ကဖြစ်နေခဲ့ပါပြီနိုင်ကူလဲကိုရောက်တော့စေးချစရာမရှိတော့ကြောင်းအရင်ကလိုငကြောက်ပြန်ဖြစ်သွားတယ်နိုင်ကူက game ရပ်ဖို့ကိုပဲအမြောက်ကိုနှိပ်လိုက်ပါတော့တယ် အဲဒီချိန်မှာတာနိုဆဲစေးရီရထားပြီးတော့နန်ကိုလက်စားချေချင်နေတဲ့မင်းစုကတော့ပြောင်းပြန်စက်ကစားဖို့အဝိုင်းကိုနှိပ်ချပစ်လိုက်တာပါ။နောက်လဲမှာတော့အဖွားကဂိမ်းရဖို့ပဲမဲပေးလိုက်ပြီးတော့သူ့နောက်ကမဲပေးမဲ့လူတွေကိုတားထားပြီးဆရာတို့ချင်းအခုလောက်နေပဲကျင်းနေကြပါ။ကျေးဇူးပြီဒီမှာပဲရပ်ပေးကြပါနော်။ကျမတို့အဖွားကြီးကတောင်းဆိုချင်ပါတယ်။အခုဒီပတ်စံနေမလောက်သေးဘူးဆိုရင်ကျမပတ်စံနေဆရာတို့ပြေးပါမယ်ဂိမ်းကိုရပ်ပေးကြပါလို့တောင်းပန်နေပါတော့တယ်ပြီးတော့ဒူးထောက်ထိုင်ချလိုက်ပြီးတော့ကျမရှင်သင်းတော်ရှင်သင်ခဲ့ပြီဒီမှာတည်သွားတယ်ကျမဘာမှမဖြစ်ဘူး ဒါမဲ့ဒီကလေးလေးဒီကလေးလေးရဲ့အမေတို့အသက်ရှင်ခွင့်ပေးသင့်တယ်မလားလို့ဂျုံဟီးကိုလက်ညှိုးထိုးပြီးတော့ပြောလိုက်ပါတယ်။ပြီးတော့ငိုယိုကကလေးနဲ့ကလေးမေကိုပဲထွက်ခွင့်ပေးလိုက်ပါတောင်းပန်ပါတယ်။ကျေးဇူးပြုပြီးတော့လှုပ်ပေးကြပါလို့ပြောနေပေမဲ့လောဘတစ်ခုကိုသာမျက်လုံးထဲမှာမြင်နေကြတဲ့လောဘသားလူတွေကတော့စက်ကစားဖို့ကိုပဲမဲဆက်ပေးလိုက်ကြတော့တာပါ။တပတ်မှာတော့ခွဲစိတ်ခန်းကိုမျက်နှာဖုံးစုပ်တွေလာပြီးတော့ဆစ်ဆေးကြည့်လိုက်တော့သူတို့လူတွေအသက်ခံထားတာကိုမြင်လိုက်ရပါတော့တယ်။နှိုးကတော့ဂျောင်ဆော့ကိုမျက်နှာဖုံးစုပ်နံပါတ်16ရဲ့တော့ကိုပေးလိုက်ပြီးတခြားလူတွေနဲ့ရောလိုက်သွားလိုက် အခန်းထဲမှာလည်း CCTV ရှိတယ်။တတိထောင်းလို့မှားလိုက်ပါတယ်။အဲနာမှာတော့နံပါတ်16အယောင်ဆောင်လာတဲ့ဂျောင်ဆော့လေတခြားမျက်နှာဖုံးစိုးတွေနဲ့ရောလိုက်သွားပြီးနှုတ်ကတော့တဏျာကိုသွားဖို့အတွက်ကြံလိုက်ပါတော့တယ်။တဖက်ကမဲပေးပွဲကတော့16မဲ10မဲနဲ့ဂိမ်းကစားမဲဘက်ကအပြတ်သက်သာနေပြီးတော့နောက်ဆုံးကြံတဲ့ဂီယွန်းကတော့ထုံးစံတိုင်းလက်ထိတ်ခတ်ခံထားတာကြောင့်မဲထမပေးနိုင်တဲ့အတွက်သူ့မဲကိုကြားနေမဲပဲလှုပ်ပြလိုက်ပါတော့တယ်။ဒါလိုနဲ့ပဲမနှက်ပြန်မှာနောက်ထပ်ဂိမ်းကိုဆက်ကစားဖို့အတွက်ဖြစ်လာကြပါပြီ။ VIP တွေကတော့ဟာခေါင်းဆောင်ပြောတာမှန်တာပဲ။ မဲရလက်ကတတော်ကွာချနေတာပဲလို့ပြောလိုက်ပါတယ်။နောက်တစ်ယောက်ကတော့အဖွားကြီးပြောတာနားထောင်ပြီးပြီးတော့ငါတို့ငိုမိတော့မလို့ဖြစ်တယ်လို့ပြောလိုက်တော့ကြံတဲ့လူတွေကဝိုင်းပြီးတော့ရီကြပါတော့တယ်။တယောက်ကတော့ဒီဖွားကြီးကတငယ်ပြန်နေတာထင်တယ်။ခုမှတွေ့တဲ့မိန်းမနဲ့ကလေးကိုကဲဖို့ကိုသားကိုတော့ပြန်တတ်တာကွာစဉ်းစားကြည့်လိုက်အောင်လို့ပြောလိုက်ပါတယ်။ဒါမှမှတံမူးကတော့ခွဲစိတ်ခန်းတဲ့ကအချင်းတွေကိုလမ်းမေးလိုက်တော့တပ်သားနံပါတ်5နံပါတ်9နဲ့နံပါတ်25တေဆုံးသွားပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ခွဲစိတ်ခန်းတဲ့ကတပ်သားနံပါတ်16ကပျောက်သွားတဲ့အတွက် သူ့လက်ချက်ပဲဖြစ်လိုက်မယ်လို့သတင်းပို့တဲ့လူကလှမ်းပြီးတော့ပြောပါတယ်။တန်ဖိုးလဲကင်မရာတွေစောင့်ကြည့်တဲ့အခန်းတွေကိုပြန်လာခဲ့ပြီးတော့တပ်သားတွေအားလုံးပြန်ရောက်မြောက်စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့အခန်းထဲမှာနံပါတ်16ကပြန်ရောက်နေပြီးပျောက်နေတာကတော့နံပါတ်17တပ်သားဖြစ်နေခဲ့ပါတယ်။နံပါတ်17ကတော့နိုဦးပဲဖြစ်ပါတယ်။တပတ်ကဂျုံတို့ကတော့ဂျုံကို drone နဲ့စစ်ကြည့်နေတုန်းမှာခေါင်းဆောင်ဘက်ကအခုရေကြနေပြီကွာရေစီးချောင်းပို့ပေးမလာခင်ပြန်လှည့်ရအောင်လို့ပြောလိုက်ပါတယ်။အားနဲ့ drone ကိုပြန်သိမ်းတော့မယ့်အချိန်မှာပဲဂျုံကဂျုံပေါ်နေရာတစ်ခုမှတ်မိသွားပြီးတော့ နေနိုဒရုန်းကမ်းခြေနာပြန်ကပ်ပြီးလို့လှမ်းပြောလိုက်ပါတယ်။ဂျုံကအဲ့ညာကိုကျွန်တော်ရောက်ဘူးတယ်။ကပတိန်ဘက်လီယိုကမ်းခြေနာကပ်ပေးပါလို့ပြောလိုက်တော့ခေါင်းဆောင်ဘက်ကဟာအိုင်နားမှာတန်နာကြောင်တန်းတွေရမ်းများတယ်။ဘာညာနဲ့သူကအကြောင်းပြနေခဲ့တာပါ။ဂျုံကလက်မခံတော့ပဲနည်းနည်းကပ်ပြီးပါကျွန်တော်စစ်ဆေးစရာရှိလို့လို့ပြောလိုက်တာကြောင့်ခေါင်းဆောင်ဘက်လည်းမတက်တာတဲ့ဆုံးလီကိုကျိုးနာကိုကပ်ပေးလိုက်ရပါတယ်။တပတ်မှအဖွားပြည့်သူကတော့ဂျုံကြီးအတွက်ညစာယူလာပေးပြီးဘလောက်ပဲပေးမန်းနေပါသေးစားလိုက်ပါကွယ်။အမေအသက်ရှင်မှာကလေးနဲ့အသက်ရှင်မှာပေါ့လို့ပြောလိုက်ပါတယ်။ ဂျုံကြီးကတော့ငိုပြီးတော့တောင်းပန်ရှာပါတယ်။ကျမကြောင့်နဲ့အခုလိုဖြစ်ကုန်တာလို့ပြောလိုက်တော့အဖွားကအဲ့လိုမတွေးပါနဲ့။နေအခုကဆက်ပြီးတော့ဒီကလေးတော့ပဲတွေးတော့လို့ပြောလိုက်တော့တာပါ။ဂျုံကြီးနဲ့အဖွားပြောတော့နားထောင်ပါမယ်လို့ခေါင်းငိမ့်ပြလိုက်ပါတယ်။အဲ့ချိန်မှာတန်မှုကတော့သူခန်းထဲကိုပြန်လာပြီးတော့မီးပိတ်သွားရင်နံပါတ်16ကိုဖမ်းပြီးတော့ငါးစီခေါ်လာခဲ့။နံပါတ်17ရဲ့တီနီယာကိုခြေရာခံပြီးတော့ဖမ်းလာခဲ့လို့သူလူတွေကိုလှမ်းပြီးတော့အမိန်ပေးလိုက်ပါတယ်။အဲ့ချိန်မှာပဲသူ့နောက်ကနေနံပါတ်17ကဒီမှာရှိနေရပါလို့ပြောလိုက်တဲ့အတန်းကိုကြားလိုက်ရပါတော့တယ်။ တန်မှုကလည်းလဲကြည့်လိုက်တော့နံပါတ်7ကသူ့ကိုတန်တန်းနဲ့ချိန်ထားပြီးတော့မနက်ဖြန်ကျမတဲ့နံပါတ်16ကိုအပြင်းမဲ့လဲကွင်းနဲ့တောင်းဝန်ချပြီးပြီးတော့လေတစင်းကိုလည်းပြင်ထားပြီးလို့ပြောလိုက်ပါတယ်တန်မှုကမင်းကနံပါတ်16နဲ့တိလာလားလို့မေးလိုက်ပါတယ်ပြီးတော့ဒီကနေလွယ်လွယ်လေးဒီတိုင်းထွက်သွားလို့မရဘူးလေကွာမင်းလည်းဒါကိုတိနေရပဲလို့ပြောလိုက်တော့노우က VIP တွေရောက်နေဆိုတာကျမသိတယ်ကျမတို့ဒီတိုင်းပဲဒီညားကနေတိတ်ဆိတ်လေးပျောက်သွားတာတန်မှုကပူကောင်းမှာပါလို့ပြောလိုက်ပါတော့တယ်ဓမ္မမဂျုံကတော့ဂျုံဘော်ကိုရောက်လာပြီးတော့ဒီဂျုံကသူရောက်ခဲ့တဲ့ဂျုံဆိုတာကို တဖြည်းဖြည်းပတ်ဝန်းကျင်ကိုလိုက်ကြည့်ရင်အတိတ်ကိုလည်းပြန်လဲမှတ်မိသွားကတေးကြသွားခဲ့ပါတော့တယ်။ဂျုံကသူပြုတ်ကျခဲ့တဲ့ဂျောက်ကမ်းမနေရာကိုလည်းတွားကြည့်လိုက်ပြီးသူ့ကိုသူ့ကိုတဏှတ်နဲ့ပြစ်ခဲ့တာကိုလည်းပြန်လဲပြီးတော့မြင်အောင်တွားခဲ့တာပါ။အားနဲ့ဂျုံကလေပေါ်မှာကြံခဲ့တဲ့လူတွေကိုစကားပြောစမ်းနဲ့ဆက်သွယ်ပြီးတော့ကျွန်တော်တဏှတ်နဲ့အပြစ်ခံတာဒီနေရာပဲတေးကြတယ်။ဟိုကောင်တွေရှိတဲ့ဂျုံကဒီနားမှာပဲရှိလိမ့်မယ်လို့ပြောလိုက်ပါတယ်။ပြီးတော့မနက်ထီမဆောင်တော့ပဲအဲ့ဂျုံကိုချက်ချင်းပဲရှာဖွေဖို့အတွက်လုပ်ပါတော့တယ်။ဓမ္မမှာခေါင်းဆောင်ဘက်ကတော့ဂျုံတို့ဂျုံကိုရှာတွေးဖို့နီးလာပြီးစွာကိုတီးသွားခဲ့တော့တာပါ။ ဒီဘက်ကအဖွားကတော့ဂီယွန်းစီကိုလာပြီးတော့ဖြေခဲ့တာပဲအားလုံးကကိုအမားလို့ထင်နေရလားလို့ဂီယွန်းကိုမေးလိုက်ပါတယ်ပြီးတော့ဂီယွန်းဘေးမှာဝင်ထိုင်လိုက်ပြီးလောကကြီးကမတရားဘူးကွယ်မကောင်းတဲ့လူတွေကြတော့ဘလောက်ပဲမကောင်းတဲ့ကိစ္စတွေလှုပ်လှုပ်သူများတွေပေါ့အပြစ်ပုံချပြီးတော့စိတ်အေးချမ်းနဲ့နေကြလူကောင်းတွေကတော့နည်းနည်းလေးပဲအမားလုံးမြင်တော့အကုန်လုံးသူ့အမားကြောင့်ဆိုပြီးတော့ကိုယ်တိုင်ခံစားနေကြတယ်ငါသားယုံရှိဆိုလဲစိတ်ထားနူးညံ့လုံတော့ဘာဖြစ်ဖြစ်အကုန်လုံးသူ့အမားလို့ယူဆပြီးတော့ဘသူ့အမားအပြစ်မတင်တတ်ဘူး သူအလုံးလုံးနေတဲ့ကုမ္ပဏီဒေဝါလီခန်းလည်းသူ့အမားသူ့တငယ်ချင်းအရင်းအယားသူ့ပတ်စံနဲ့ကိုးသွားလဲသူ့အမားလိုပဲထင်နေတာတခါတော့ငါသူ့ကိုဒေါသထွက်ပြီးတော့ကြိမ်မောင်းလိုက်တာဆေးပြေတောက်ပြီးတော့ကိုကိုအတက်တည်ဖို့တော့လုံနေငါသူ့ကိုဆေးဟုံအမြန်လိုက်ပို့ရင်လည်းဘုရားသခင်စီမှာစူတောင်းနေတာဒီကောင်းဟောင်းသားအသက်ရှင်ငွေပေးရင်ကျမဘာမှမဆိုလုံမယ်မိဘုံနဲ့လည်းခုံချပါမယ်ဆိုပြီးတော့ပြောခဲ့တာဒါမဲ့ဆရာကြီးနောက်ဆုံးတော့ကျမသားကိုကျမကိုယ်တိုင်မဲ့ကျမလက်တွေနဲ့တတ်လိုက်မိတာပဲလို့ငိုပြီးတော့ပြောနေခဲ့ပါတော့တယ် ငုံငူကြီးထိုင်ကြည့်နေတဲ့ဂီယွန်လည်းအဲ့ဒီစကားကိုကြားတော့မှသတိပြန်လဲလာသလိုဖြစ်လာခဲ့ပြီးအဖွားကိုစိုက်ကြည့်နေမိပါတော့တယ်။အဖွားဂီယွန်ဘက်ကိုလှည့်လိုက်ပြီးတော့ဆရာကြီးဂျိုအင်းနဲ့ကလေးလေးကိုဆရာကြီးကပဲကူညီပေးပါနော်။ဆရာကြီးကကျမတို့ကူညီဖို့ဒီကိုလာခဲ့တယ်ဆိုတာကျမခုထိယုံကြည်နေတော့ပဲလို့ပြောလိုက်တော့ဂီဟွန်းကတောင်းပန်ပါတယ်ကျွန်တော်ကအဲ့လိုလူစားမျိုးမဟုတ်ပါဘူးလို့ပဲပြန်ဖြေလိုက်တာပါအဖွားကကျမတို့ကဒီနေရာရောက်လာတာကျမတို့အပြစ်ကြောင့်ဖြစ်နိုင်ပေမဲ့ဒီမွေးကစားကလေးကတော့အပြစ်တွေမရှိဘူးလေဒီလိုငရဲနေရာမှာမွေးလာတာသူ့အပြစ်မှမဟုတ်တာ ကျွန်မနဲ့ကျွန်မကိုစားဆရာပဲဂျုံကြီးနဲ့ကလေးကိုကယ်တင်ပေးပါလို့တောင်းပန်လိုက်ပါတော့တယ်။တမမှာတော့ဒရိုက်တာချွဲကခေါင်းဆောင်ဘက်ရဲ့အိမ်ကိုရောက်လာပြီးတော့ခေါင်းဆောင်ဘက်ဘလို့လူလဲဆိုတာသိရဖို့တတ်သိရှာဖို့အတွက်လှုပ်ပါတော့တယ်။ဟိုကောင်လေးကတော့အကူဘလို့ပဲဖြစ်ဖြစ်သူများရင်ခိုးဝင်တာမကောင်းလေလို့ပြောလိုက်တော့ဒရိုက်တာချွဲကမင်းကလိုက်ဝင်ခိုင်းအောင်ဘာဖြစ်နေမင်းအပြင်ကပဲစိတ်ဓာတ်ဆောင်ကြည့်နေလို့ပြောလိုက်ပြီးတော့သူ့တနတ်ကိုထုတ်လိုက်ပါတယ်။ကောင်လေးကအကူတနတ်အစ်ကြီးလားတကယ်ဟာကြီးလားလို့မေးလိုက်တော့ဟုတ်တယ်ဒီတနတ်ကငါတို့အကူယူတတ်ခဲ့တဲ့ကောင်တနတ်လို့ပြောလိုက်ပြီး ကားပေါ်ကနေအိမ်ထဲဝင်ဖို့ဆင်းသွားခဲ့ပါတော့တယ်။ကြီးလိုက်တဲ့ခါမှာဂျန်ရကတော့ခတ်ထားတော့အထဲကိုဝင်လို့မရတော့ဒရိုက်တာချွဲလဲဂျန်စီကိုကိုကြော်ပြီးတော့ဝင်လာခဲ့ပါတော့တယ်။အထဲကိုရောက်တော့ခွေးကြီးတကောင်သူ့ကိုတန်းပြီးတော့မန်ဖီကဟောင်းနေရကြောင်းဒရိုက်တာချွဲလဲလမ်းဖြန်ပြီးတော့အိမ်ထဲကိုဝင်ပြေးခဲ့ပါတော့တယ်။ခွေးကခွေးအိမ်မှာတန်ကျိုးနဲ့ချီထားရမယ်ကျိုးကလည်းတဲလဲလေးဖြစ်နေခဲ့ပါတယ်။ဒါမဲ့ဒရိုက်တာချွဲနောက်ကိုလိုက်မလာနိုင်တာကြောင့်အိမ်တကားမှန်ကိုရိုက်ခွဲပြီးတော့တော့ကိုဖွင့်လိုက်ပြီးသူကအိမ်ထဲကိုဝင်လာခဲ့ပါတော့တယ်။တပတ်မှတော့နိုးကသူခန်းထဲကိုသူပြန်ရောက်နေခဲ့ပါပြီ ခဏနေတော့မြန်နှဖုံးစိုးတကောင်သူ့စီကိုအစာလာပို့ပေးပြီးနိုဝယ်ကလည်းမုံပန်းထဲကပေါင်မုတ်ချက်ကိုဖယ်လိုက်တော့အောက်မှာတော်တချောင်းရှိနေရကိုမြင်လိုက်ရပါတယ်။အဲအချိန်မှာပဲတန်မှုစီကိုသူ့လူတွေကစကားပြောစက်ကနေလေတော့ပို့ပေးပြီးပါပြီလို့သတင်းလှမ်းပို့လိုက်ပါတယ်။တန်မှုကသူ့လူခွဲစက်ကန်နဲ့နောက်တစ်ခေါက်တက်စင်းကြည့်ဖို့အမိန်ပေးလိုက်ပြီးတော့တခုထူးဆန်းနေသူပဲကွာ။ဘာလို့သွားရှိလဲလို့မေးပြန်ပြီးတော့စစ်ဆေးလာခဲ့လို့လှမ်းပြီးတော့ခိုင်းလိုက်တာပါ။ကစားသမားတွေရဲ့ခန်းထဲမှာတော့အကုန်လုံးကအိတ်နေကြပြီးအဲအချိန်မှာပဲမိုးလင်းပြီးတော့မီးတွေပွင့်လာတဲ့အခါမှာတော့ မျက်နှာဖုံးစိုးတွေကခေါင်းလားတစ်ခုတည်ပြီးတော့ဝင်လာတာကိုမြင်လိုက်ကြပါတယ်။အဲဒီလိုခေါင်းလားတည်လိုက်ကစားမအိထဲမှာတည်ဆုံးသူရှိနေလို့ဆိုတာကိုတန်းသိတဲ့သူတွေကတော့ဗာများဖြစ်လို့လဲရဆိုပြီးလန့်ဖြန့်ကကြည်နေကြပြီးခဏနေတော့မှဂီဟွန်းတို့ဂျုံကြီးတို့ကလည်းအဖွားတယောက်သူ့ကိုယ်သူဇွဲတိုးချပြီးတော့တတ်သိသွားတာကိုမြင်လိုက်ကြပါတော့တယ်။မျက်နှာဖုံးစိုးတွေကတန်းလိုင်းဖြစ်နေတဲ့အဖွားရဲ့လောင်းကိုဖြုတ်ချကြပြီးတော့အခန်းထဲထည့်နေပြီးဂျုံကြီးကတော့ငုံနေခဲ့ပါပြီ။ခဏနေတော့ကစားမတယောက်တည်ဆုံးသွားတဲ့အတွက်သူ့ရဲ့ဝေစုပတ်စံတွေဝတ်စုဘူးတဲ့ကြာလာတာကိုမြင်လိုက်ရပါတော့တယ်။ မြန်မာဖုံးစိုးတွေကတော့တံမှုခိုင်းတဲ့အတိုင်းပဲတစ်ဖက်မှာကွဲစိတ်ခံဝင်နောက်တစ်ခေါက်ပြန်လေကစစ်ဆေးနေကြပြီးတော့သွေးသွင်းတဲ့ပိုက်ကိုမြင်သွားခဲ့ပါလေအားနဲ့ဂရေမောအလောင်းကိုစကန်ဖတ်ကြည့်လိုက်တော့အဲ့ဒီလောင်းကကစားမရဲ့အလောင်းမဟုတ်ပဲဝေနန်းနံပါတ်16ကောင်းရဲ့အလောင်းဖြစ်နေခဲ့တာကိုသိလိုက်ရပါတော့တယ်မြန်မာဖုံးစိုးလည်းတံမှုကိုဆရာဝန်တေသွားတဲ့ကြောင်းသတင်းလှမ်းပို့လိုက်တော့တံမှုကဒါဆိုရင်အခန်းနံပါတ်16တရားကောင်းအောင်ဘယ်သူလဲလို့မေးလိုက်ပါတယ်အိုင်မာရီနံပါတ်16ရောင်းဆောင်ထားတဲ့ကစားသမား146ဆိုတာကိုတံမှုလည်းတီးသွားခဲ့ပါတော့တယ် အချိန်မှာမြန်နှဖုံးစုဝန်ထမ်းတွေကနောက်တနေ့တာတာဝန်အတွက်ကိုပြင်ဆင်နေကြပါပြီတန်မှုကနိုးသူကိုပြောထားတဲ့အတိုင်းပဲနံပါတ်17နဲ့နံပါတ်16ကိုအပြေမိုင်းနယ်နိမိတ်ကိုစောင့်ကြည့်တာဝန်ယူဖို့တာဝန်ခွဲဝေပေးထားခိုင်းလိုက်ပါတယ်အချိန်မှာဒရိုက်တာချွဲကတော့ခေါင်းဆောင်ဘက်ရဲ့အိမ်ထဲမှာလိုက်ရှာဖွေနေပေမဲ့ဘာတက်တီမှာရှာမတွေ့လို့စိတ်ပြတ်နေပါတယ်အဲ့ဒါနဲ့နိုင်ရမှာချိန်ထားတဲ့ဓာတ်ပုံတွေကိုကြည့်လိုက်ပြီးတော့ဓာတ်ပုံတစ်ပုံမှာခေါင်းဆောင်ဘက်နဲ့လူတယောက်အတူတွဲရိုက်ထားတာကိုမြင်လိုက်ရပါတော့တယ်အဲ့လူကတော့သူ့အကိုကြီးကိုတတ်ခဲ့တယ် ယထာဘူတာတွေမှာစက်ကူဒိုးရိုက်ပြီးတော့ဇာမာအစ်တွေလိုက်လံစူးစောင်းနေသူပဲဖြစ်နေတာပါဒရိုက်တာချွဲလဲအိုက်ဓာတ်ပုံမြင်ပြီးတော့ဒေါသထွက်နေတော့မှခြံထဲကခွေးကကြိုးလွတ်ပြီးတော့အိမ်ထဲလိုက်ဝင်လာတာကိုမြင်လိုက်ရပါတော့တယ်ခွေးကဒေါသတကြီးနဲ့မန်ဖီပြီးတော့အစွဲတွေဖွေးရင်အောင်ထုံးပြကသူ့အိမ်ထဲကိုကျူးကျော်ဝင်လာတဲ့ဒရိုက်တာချွဲကိုခုံပြီးတော့ကိုက်လိုက်တဲ့အခါမှာတော့ဒရိုက်တာချွဲရဲ့လက်ကိုကိုက်မိသွားပါတော့တယ်ခွေးကသူ့လက်ကိုခဲထားပြီးတော့ဒရိုက်တာချွဲလဲနောက်လဲတစ်ဖက်နဲ့ခွေးကိုထိုးပြီးမဲ့ခွေးကခဲထားတဲ့လက်ကိုလုံးဝမလွတ်ခဲ့ပါဘူး ာနိုင်ဒရိုက်တာချွဲလဲတနတ်ကိုထုတ်ပြီးတော့ခွေးကိုပြစ်တပ်ပြစ်လိုက်ပါတော့တယ်တနတ်တန်ဟိန်းထွက်လာပြီမဲ့ဒရိုက်တာချွဲအပြေမှာစောင်းကြည့်ခိုင်းလာတဲ့သူ့ကောင်လေးကတော့စိတ်ချရပါတယ်အိပ်ပျော်နေပြီးတော့ခဏတော့ရောင်ရမ်းကြည့်လိုက်ပြီးအထဲမှာဘာဖြစ်နေမှန်းတော့မသိခဲ့ပါဘူးတနတ်တန်ကိုလည်းကားဘိန်းပေါက်တဲ့အတန်လားဘာသာထင်နေလားတော့မသိပါဘူးမျက်လုံးတစ်ချက်ဖွင့်ကြည့်ပြီးတော့ပြန်ပြီးတော့အိပ်ပျော်သွားခဲ့ပါတယ်တဖက်မှာတော့မကြခင်ချိန်တွင်းမှာငါးချိန်မြောက်ဂိမ်းကစတင်ကစားတော့မှဖြစ်တယ်လို့ကြေညာနေခဲ့ပါပြီကစားသမားတွေလည်းအိယာကနေပြန်ထလာခဲ့ကြပြီးတော့ နိုင်ကူကတော့တတိတင်တဲ့စိတ်မရှိတော့လို့ကနာမငိန်တွေဖြစ်နေခဲ့ပါပြီ။မြန်မာဘုံစိုးတကောင်ကဂီယုံကိုလည်းလာပြီးတော့လက်ထိတ်လာဖြုတ်ပေးသွားပါတယ်။ဂျုံင်းကတော့သူဂိမ်းသွားကစားနေတော့ကလေးကိုအခန်းထဲမှာပဲထားခဲ့ဖို့လုပ်ပေမဲ့ကလေးကငိုနေခဲ့ပါတယ်။တဖက်မှာဒရိုက်တာချွဲကတော့အိမ်ထဲကနေပြန်ထွက်လာပြီးတော့ပြန်လစ်တော့မယ်အချိန်မှာပဲနေရာရွေ့နေတဲ့ခွင်းဟင်အောက်မှာပလတ်စတစ်နဲ့ဖုံးထားတဲ့အရာတစ်ခုကိုလှမ်းပြီးတော့တွေးလိုက်ရပါတယ်။ဒရိုက်တာချွဲလည်းပလတ်စတစ်ကိုဖယ်ထုတ်ပြီးတော့အထဲကိုကြည့်လိုက်တဲ့အခါမှာတော့ အဲ့အမဲတထုပ်ကိုမြင်ရပြီးအဲ့ဒီအောက်ကိုဆက်ကြည့်လိုက်တဲ့အခါပတ်စံတွေအပြည့်နဲ့ဖြစ်နေတာပါပတ်စံတွေကတကယ်ကိုအိုးပြေးလို့နှီးပါးတိရှိနေပြီးတော့ plastic အဲ့အမဲကိုထပ်ဖွင့်ကြည့်လိုက်တော့အဲ့ထဲမှာ၄000ပုံမြန်နှဖုံးနဲ့ဂျိုးမော်ကတတ်သားဝစ်စုံပန်းရောင်ကိုမြင်လိုက်ရပါတော့တယ်ဒါမဲ့သူအဲ့လိုအထိတ်တလန့်နဲ့အန်အောဘနန်ဖြစ်နေစင်မှာပဲနောက်ကနေရဲတွေရောက်လာပြီးတော့ driver ချွဲကိုဖမ်းခေါ်သွားခဲ့ပါတော့တယ်ဓမ္မမာတော့ဇာမားတွေကဂိမ်းစားမဲ့နေရာကိုသွားနေကြပြီးတော့ဂျိုးကြီးကလည်းခလေးကိုတယောက်တည်းမထားခဲ့ရတဲ့တော့ထုံးနဲ့ထုံးနဲ့နေပဲတခါလေးခြီးပြီးတော့ ်ခေါ်လာခဲ့တာပါဂင်ဟုံးကဂျုံအင်းလိုလမ်းခေါ်လာပြီးတော့ကလေးကိုသူ့ကိုပေးပါလို့ပြောပေမယ့်ဂျုံအင်းကမပေးခဲ့ပါဘူးဂင်ဟုံးကမင်းတစ်ခုဖြစ်သွားရင်ကလေးပါထိခိုက်သွားလိမ့်မယ်လို့ပြောလိုက်တော့မှဂျုံအင်းလည်းစဉ်းစားပြီးတော့ကလေးကိုပေးထားလိုက်ပါတော့တယ် VIP တွေကတော့ဒီဘက်မှာသူတို့ကိုကင်မရာကနေကြည့်နေပြီးကစားမှနစ်နစ်နစ်ကဒီကဲကိုနိုင်မှာမဟုတ်ဘူးခြေထောက်မှာဒဏ်ရာရထားတဲ့ပြင်ကလေးပါရှိနေတာပဲဝင်တော့ဝင်ဖို့ရရန်များနေတယ်သူ့ကိုလောင်းထားတဲ့လူငါတို့ထဲမှာမရှိသေးဘူးမလားလို့တယောက်ကမေးလိုက်တော့သဘင်ရှင်နဲ့တယောက်ကငါလောင်းထားတယ်ကွာ ဘလို့မင်းလောင်းမိတာလဲဆိုငါမူးနေတော့မှားပြီးတော့နံပါတ်3နှိမ့်မိတာလို့ပြောလိုက်ပါတယ် VIP တယောက်ကငါနောက်ကင်းကဘာဖြစ်မလဲဆိုတာသိကျင်နေပြီပြပါတော့လို့ပြောလိုက်တော့ခေါင်းဆောင်လဲနောက်ထပ်လာမဲ့ဂိမ်းကိုဖွင့်ပြလိုက်ပါတော့တယ်သူတို့မြင်လိုက်ရတာကတော့အလဲမာရှောက်လန်းလေးနဲ့ဟိုဘက်ဒီဘက်ထိတ်မှအယုတ်ကြီးအကြီးနှစ်ယုတ်ရှိနေတာပါပဲအဲ့ဒီယုတ်တွေကတော့စီစဉ်ဝမ်းတော့ကအားလုံးရဲ့အချစ်တော်မိုခိုဝါကိုချေဖီးယားစမီတာအယုတ်မှရောင်းဟင်းနဲ့သူ့ကောင်လေးချောစုရဲ့အယုတ်တွေပဲဖြစ်ပါတယ်ဂျုံကြီးကတော့ ကျမကလေးကိုဖျက်မချခဲ့တာမိသားစုဝင်တယောက်လိုချင်လို့ပါကျမကလေးလေးသာတသက်လုံးအနာမှာရှိရင်ဘလောက်ပဲပင်ပန်းမစီကျမပျော်ရွှင်နိုင်မယ်လို့ထင်ခဲ့တာအခုတော့ကျမကြောင့်အမဟုံးကြီးရောအဖွာရောကျမကြောင့်အခုလိုတွေဖြစ်ကုန်ကြပြီလို့ပြောလိုက်ပါတယ်ဂီယွန်းကမင်းရဲ့မားမဟုတ်ဘူးငါတို့ကိုယ်တိုင်ရွေးချယ်ခဲ့ကြတာအဖွာဟုံးကြီးရောမင်းရောကိုယ်ပိုင်ရွေးချယ်မှုလုပ်ခဲ့တာငါမှလည်းတမီးလေးရှိတယ်ငါကအဖေကောင်းမဖြစ်ခဲ့မယ်အဲ့ကလေးလေးမွေးဖွားလာပြီးတော့ကြီးပြင်းလာတော့ကြည့်ခဲ့ရအောင်လေငါဘွားမှာအပျော်ရွှင်ဆုံးချိန်ဖြစ်ခဲ့ရကိုကလေးကိုကျင်းဒီပေါက်ကာခွေငါကူညီပေးမယ်လို့ပြောလိုက်ပါတယ် တမမကေရှင်နဲ့ VIP ကတော့ဂျုံင်းကိုကြည့်ပြီးသူတို့ဂျိန်းဒီပေါ့ရှုံးတော့မှာပဲလို့စိတ်ပြတ်နေပါတယ်။အားနဲ့နောက်တယောက်ကကလေးအိုပါဂိန်းနဲ့ထဲလိုက်ရောအမေစွာသူကလေးကိုကာကွယ်ဖို့အတွက်ဘာမှမစိုးလုံးမှာပဲလေပြောလို့ရမယ်။ကစားသမားနံပါတ်1နှစ်နှစ်ကချက်ချင်းမှာပဲစူပါဟီးရိုးကြီးဖြစ်သွားနိုင်တာပဲလို့ပြောလိုက်ပါတယ်။အားနဲ့ VIP ဒီအကုန်လုံးလက်ခုပ်တီးလိုက်ကြတော့ကလေးကိုပါဂိန်းနဲ့ထဲဖို့အတွက်သဘောတူလိုက်ကြပါတော့တယ်။ကစားသမားတွေကတော့ဂိန်းကစားမဲ့နေရာကိုရောက်လာနေကြပါပြီ။အလဲမှာရှောက်လန်းလေးတေးသေးလေးတစ်ခုပဲရှိပြီးတော့အောင်မာကလွန်တရာမှမြင်ပါတဲ့ကျောင်းနဲ့ကြီးလိုဖြစ်နေရကြောင်း ြုတ်ကြတဲ့လူကတော့လွတ်လန်းလုံးဝမရှိဘူးအသေးပါပဲအခုတစ်ခေါက်ကစားမဲ့ဂိမ်းကတော့ကြိုးခုံတဲ့ဂိမ်းပါကစားသမားတွေကတတ်မှတ်ထားတဲ့မိနစ်20အတွင်းလဲနေတဲ့ကြိုးကိုကြော်ဖြတ်ပြီးတော့တစ်ဖက်ကိုရောင်းအောင်သွားမှာဖြစ်ပါတယ်ကျွန်တော်ငယ်ငယ်တုန်းကဟိုဘက်ဒီဘက်တယောက်စီကြိုးလွှဲပြီးတော့အထဲဝင်ပြီးတော့ခုံရတဲ့ကြိုးခုံဂိမ်းလိုမျိုးပါမျက်စိတွေမှာမြင်ကြမှထင်ပါတယ်ဒါကတော့ရုပ်ကြီးညုပ်က၄တောင်းနည်းနည်းဆန်တဲ့ဆက်နေလှထားတဲ့ကြိုးယိုလွှဲနေမှာဖြစ်ပြီးတော့အပေါ်ရောက်သွားတဲ့တိုက်ချရင်တခါတည်းပြုတ်ကြပြီးတော့ရှော့မှာပါအဲ့လိုမျိုးပေါ့တော့ ဂိမ်းကတစ်ဖက်ကမ်းကိုရောက်သွားလို့ရှိရင်အောင်မြင်မှာပဲဖြစ်ပါတယ်။ဖြန့်မဲ့လူအစင်လိုက်ကိုတော့ဒီတစ်ခါမှာကစားသမားတွေကိုကိုတိုင်ရွေးချယ်권ပေးထားခဲ့ပါတယ်။ဂီယုံကဂျုံကြီးကိုထိုင်ခိုင်းလိုက်ပြီးတော့6ကိုကြီးလိုက်တဲ့အခါမှာဂျုံကြီးကဘလို့မှခုံနိုင်မဲ့ပုံမပေါ်ပါဘူး။လမ်းလျှောက်တာတော့မှမနှဲကိုထုံနှင်းထုံနှင်းနဲ့ရှောင်နေရတယ်ခြေနေပါ။အဲဒီအချိန်မှာပဲဂိမ်းစားတင်ပြီးတော့ဂျင်ညာလိုက်ပြီးတော့ရောင်းရင်နဲ့ချောစုတို့အယုတ်နှယောက်ကတန်ချောင်းကြီးကိုစပြီးတော့ကြောင်မက်ပွဲကောင်းလောက်အောင်စတင်လွှဲခတ်ပါတော့တယ်။ကစားသမားတွေကတော့ဘသူမှစမဖြတ်ရဲကြပဲတယောက်ကိုတယောက်စောင့်ကြည့်နေခဲ့ကြတာပါ။ ။နန်ကူကအောက်ကိုလှမ်းကြည့်လိုက်ပြီးတော့လမ်းဖြန်တုံလုံးနေပြီးမင်းစုကတော့လယ်ဆွဲကိုကြည့်လိုက်တဲ့အခါဆေးတလုံးကျန်နေသေးတာကိုမြင်လိုက်ရပါတယ်။ဂီယုံကအိပ်ပျော်နေတဲ့ကလေးလေးကိုခုံပေါ်မှာချလိုက်ပြီးတော့ငါနဲ့တူသွားရအောင်ငါကူညီပေးမယ်။ဂိမ်းကမိနစ်20လောက်ပဲကြာမှာ။ပြီးမှပြန်လာပြီးတော့ခေါ်မယ်လို့ဂျုံဟီးကိုပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲ၄တောင်မျက်နှာဖုံးတဲ့တကောင်ကကစားသမားအလုံးတတ်မှတ်ချိန်တွေတစ်ဖက်ကန်းကိုရောက်လာမယ်။တတ်မှတ်ချိန်တွေမှာတရားကိုမဖြတ်နိုင်ထုတ်ပယ်ခံမှလို့ပြောလိုက်ပါတယ်။ဂျုံဟီးကသူ့ကလေးကိုကောက်ချီလိုက်ပြီးတော့ကလေးကကစားမမမဟုတ်တာလို့ပြောလိုက်ပေမဲ့ ညာဘုံစုကဒီညမှာရှိနေတဲ့လူကြီးမင်းတို့အားလုံးကကစားသမားတွေပါပဲလို့ပြန်ပြောလိုက်ပါတယ်။ခုန VIP တဲ့ဆုံးဖြတ်ချက်နဲ့ကလေးလေးကတော့ဘာမဆိုင်ညာမဆိုင်ဂိမ်းပွဲတွေကိုရောက်သွားပြီးပလေယာတယောက်ဖြစ်နေတတ်မှတ်ခံလိုက်ရပါပြီ။ဂီယုံကဒေါသထွက်ပြီးတော့ရောက်ဖို့ဒီလာမပြောနဲ့။ကလေးကဒီဂိမ်းနဲ့ဘလို့လို့ပတ်သက်မှလဲလို့ပြောလိုက်တော့ညာဘုံစုကသူတို့ကိုတနက်နဲ့ချိန်လိုက်တာကြောင့်ဂီဟုံးတို့ဘာမှမတတ်နိုင်တော့ပါဘူး။လက်နက်နဲ့ကောင်းမမိုးထားတာကြောင့်ဘာမှပြန်ပြောခွင့်မရှိတဲ့ဘဝတွေပါ။ဒီလိုနဲ့အချိန်က6မိနစ်ကျော်ပဲကြာမှာတော့တယ်။ လူတွေကလည်းသူယင်သွားငါယင်သွားနဲ့ပြဿနာတက်နေကြပြီးတော့ဂီဟုံးလည်းဘာလို့ရမှန်းမသိဖြစ်နေပါလဲဂျိုဝင်းကဦးလေးကလေးကိုယင်ခေါ်သွားပြီးပါတောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်မင်းစုကတော့နန်ကူးစီသွားပြီးတော့မင်းနေမကောင်းလားလို့သွားမေးလိုက်တာပါနန်ကူးကလစ်ဆမ်းပါကွာခွေးကောင်လို့ပြောလိုက်တော့မင်းစုကလေဆွဲကိုထုတ်ပြလိုက်ပြီးမင်းထားကြောင့်ခုလိုဖြစ်နေရမလားလို့မေးလိုက်ပါတယ်နန်ကူးလည်းလေဆွဲကိုမြင်လာနဲ့မင်းစုစီကလူဖို့လုံနေပြီးတော့မင်းစုကမပေးပါဘူးပြီးတော့မင်းစုကငါ့ကိုဒေါသထွက်အောင်လုပ်အောင်အောက်ကိုလွတ်ပြစ်လိုက်မှလို့လည်းပြောလိုက်ပါတယ် နိုင်ကွာမင်းစုကိုတောင်းပန်လိုက်ပြီးတော့အဲ့မှာငါမပါတယ်ကွာငါအဲ့ဒါမရှိလို့မဖြစ်ဘူးဂျေစုဖီကောင်အဲ့ဒါလေးပြန်ပေးပါကွာလို့ပြောလိုက်တာပါမင်းစုကလေဆွဲကိုယူသွားပြီးတော့တရားလေနာကိုလမ်းပြီးတော့ပြစ်ချလိုက်ပါတော့တယ်ပြီးတော့ကောင်းချင်မင်းသွားယူလေးလို့ပြောလိုက်တော့နိုင်ကူလည်းဒေါသထွက်သွားပါတော့တယ်မင်းစုကဘာလဲကြောက်လို့လားလီလိုကောင်လို့ပြောလိုက်တော့နိုင်ကူလည်းစေးသမားပြီပြီမနေနိုင်တော့ပဲမျက်လုံးထဲမှာလိုအပ်နေဖြစ်တဲ့အတွက်သူစေးချဖို့ပဲမြင်ပါတော့တယ်အမနိုင်ကူကချက်ချင်းပဲတရားပေါ်အရင်ဆုံးခုံချသွားလိုက်ပြီးတော့ကျိုးလွဲလာတိုင်းခုံဆောင်ရင်းခုံဆောင်ရင်းနဲ့ လေဆွဲနာကိုတဖေးဖေးနဲ့ရောက်လာခဲ့ပါလေနိုင်ကလေဆွဲဝမ်းသာအားရနဲ့ရသွားတဲ့အချိန်မှာတော့ခုံနေနဲ့တန်းလန်းလေဆွဲကိုဖြွင့်ကြည့်လိုက်ပြီမဲအထဲမှာဘာစီတလုံးမှရှိမနေတော့ပါဘူးနိုင်ကလေကြောင်သွားပြီးတော့နောက်ထပ်ကြိုးတစ်ချက်လွှဲတဲ့အချိန်ကိုမဆောင်လိုက်ပြီးတော့ရင်းနေပဲအဲ့ဒီမှာကတန်ချောင်းကြိုးကြီးကသူ့ခြေထောက်ကိုရိုက်မိပြီနိုင်ကလေပြုတ်ကြကဇက်သိမ်းသွားခဲ့ရပါတော့တယ် VIP တွေကတော့ game ကိုသူတို့အခန်းထဲကနေကြည့်နေပြီးတော့သဘောရကြနေခဲ့ကြတာပါ။မေဆူကတော့ Nanku ပြုတ်ကြသွားတဲ့အောက်ထဲကိုလှမ်းကြည့်လိုက်ပြီး နောက်ဆုံးကျန်တဲ့ဆေးလုံးကသူယူထားတာပဲဖြစ်ပါတယ်။ဂေယုံကတော့ကလေးကိုသူနဲ့တူအရင်ခေါ်သွားဖို့ပြင်ဆင်နေပြီးတော့ဟိုဘက်ကမြ мян သွားပြီးတော့ပြန်လာခေါ်ခဲ့မယ်လို့ဂျုံဟီကိုပြောလိုက်ပါတယ်။ဂျုံဟီကရပါတယ်ကျွန်မတယောက်တည်းလုံနိုင်ပါလေလို့ပြောရမယ်ဂေယုံကမင်းအဲ့ချောင်းနဲ့တယောက်တည်းဘလို့လုံနိုင်ပါလေငါ့ကိုဒီမှာပဲစောင့်နေလို့ပြောလိုက်တာပါ။အဲနောက်တော့ဂေယုံကကလေးကိုပိုက်ပြီးတော့တံတားကိုဖြတ်ဖို့စပြီးလှုပ်ပါတော့တယ်။ VIP တွေကတော့သူတို့ကြည့်နေပြီးတော့တယောက်ကငါတော့ဒီကောင်းကိုနားမလည်နိုင်ဘူးကွာတခါနိုင်ပြီးတာတော့ဒီကိုပြန်လာသေးတယ်ကောင်းပဲလို့ပြောလိုက်ပါတယ်။ ဂျိုအင်းနဲ့ကလေးကိုလောင်းထားတဲ့ဆန်ရှီကတော့နင်းနင်းနဲ့ကိုသူကူညီမယ်ဆိုငါတို့ကိုအားပေးမှာပေါ့ဟာလို့ပြောလိုက်တာပါကင်ဦးကတော့ဂျိုးလဲတဲ့အချိန်ကိုစောင့်ကြည့်လိုက်ပြီးတော့အချိန်စားကိုမှန်းနေတဲ့တံတားပေါ်ကိုစတင်ပြေးတက်သွားလိုက်ပါလေပရမာသုံးတစ်ချက်ခုံလိုက်တဲ့အချိန်မှာဟန်ချက်ပြတ်သွားပြီးတော့ညင်သွားပြီမယ်အချိန်မီပြန်တက်မှတ်ထားလိုက်နိုင်ခဲ့ပါလေတံတားလေကိုရောက်တဲ့အခါမှာတော့ခက်ခဲတစ်ခုအနေနဲ့လမ်းပြတ်နေရာတစ်ခုကိုမြင်လိုက်ရပြီးတော့အဲ့နေရာကိုခုံကျော်ပြီးတော့ဂျိုးလာတော့လဲထတ်ခုံရမယ်အခက်ခဲတစ်ခုကိုလှုပ်ထားတာဖြစ်ပါလေ ဒီ online အရေးအစံအားမှာအချိန်တော်ကြောင်ခုံပြီးတော့အချိန်ယူနေရပြီးတော့တော်တော်ကြာကြာစဉ်းစားကြီးမှအချိန်ယူတာတစ်ဖက်ကိုခုံကူးလိုက်နိုင်ခဲ့ပါတယ်။ဟိုဘက်ရောက်တဲ့အချိန်မှာဟန်ချက်ပြတ်ပြီးတော့ဒူးတစ်ဖက်ထောက်ကျသွားပြီမေ။နောက်ထပ်ကြိုးလွှဲတဲ့အချိန်မှာအချိန်ပြီးပြန်ထပြီးတော့ခုံလိုက်နိုင်တာကြောင့်အစဉ်ပြေသွားခဲ့လို့ဒေါ်ပါသေးတယ်။ VIP ကန်တဲ့ကေရှေးကလည်းဟေးဒါမှနံပါတ်၄၅၆กว่าဆိုပြီးတော့ဂီအုံးကိုအားပေးနေတာပါ။အဲဒါမှတော့ကြိုးလွှဲတဲ့အချိန်မှာအလိုက်တင်ခုံရတာက ရှင်သားရတဲ့အတွက်ပြန်လွယ်သွားခဲ့ပြီးနောက်ဆုံးမှာတော့ဂီဟွန်းတယောက်ဒီဂိမ်းကိုအောင်မြင်တာတစ်ဖက်ကန်းကိုရောက်ရှိလို့သွားခဲ့ပါပြီဂျိုအင်းကလည်းသူ့ကလေးလေးတစ်ဖက်ကန်းရောက်သွားလို့စိတ်အေးသွားပြီးတော့ကစားသမားတွေကလည်းအောင်မြင်တဲ့သူရှိသွားတော့ဝမ်းသာပြီးအားတက်လာကြပါလေဂီဟွန်းကဂျိုအင်းကိုကလေးကိုပြလိုက်ပြီးတော့ငါခုပြန်လာခေါ်မယ်နော်လို့လမ်းအော်ပြောလိုက်ပါလေပြီးတော့ကလေးကိုချထားခဲ့ပြီးဂျိုအင်းကိုသွားပြန်ခေါ်ဖို့လုပ်ပေမဲ့ဂျန်နဲ့ကစားသမားတွေကတံတားကိုစတင်ပြီးတော့ဖြတ်လာနေပြီဆိုတော့သူတံတားကိုပြန်ဖြတ်လို့မရတော့ပါဘူး တရားကအသွားတလန်းနဲ့တော့မနေသွားနေရတာဖြစ်တဲ့အတွက်အသွားပြန်သွားဖို့သူပြန်ဖြတ်လို့မရတော့ပါဘူးဂီအုံးလည်းအချိန်ကိုကြည့်လိုက်တော့7မိနစ်ကျော်လောက်ကြံသေးလို့ဂျိုးကြီးအဆင်ပြေတဲ့ခဏဆောင်နေလို့လှမ်းအော်ပြောလိုက်တာပါအိုင်နာမာတော့ဇာမာရီကတျောက်ပြီးတော့တရားပေါ်ကိုတက်လာခဲ့ကြပြီးတပတ်ကန်းအောင်တော့ဇာမာနံပါတ်96ကအရင်ဆုံးရောက်လာခဲ့ပါလေ96ကသူ့နောက်ကပါလာတဲ့ဇာမာကိုမေးလုံနိုင်နေကွာခုံလိုက်လို့ပြောလိုက်ပြီးအဲဒီလူကအနားရောက်တော့မှခုံပြီးတော့ဝင်လိုက်တဲ့အခါမှာကြောက်တဲ့ကိုတွန်းချပစ်လိုက်ပါတော့တယ်အနောက်ကကြည့်နေတဲ့ဂီယွန်းလည်းကြောင်သွားပြီးတော့ ညောင်မီဘာလုံးနေရလဲလို့မေးလိုက်တော့နံပါတ်66ကဘာလုံးရမှာလဲကွာဂိမ်းကစားနေတာလေးလို့ပြောလိုက်ပါတော့တယ်ဟုတ်ကဲ့ပါဆိုဒီဘိုင်းကတော့ဒီလောက်ပါပဲစိတ်ဝင်စားမှုကအရန်ကိုကောင်းနေပြီဒီဂိမ်းမှာဘယ်သူတွေကြော်ဖြတ်သွားနိုင်မှာလဲအခုထိန်ဆုံးကပိတ်ရနေရဲ့ဘေးရလဲ ကစားသမားတယောက်ကိုတွန်းချလိုက်ပြီးတော့ဘာဒီစိတ်ဖောက်နေပြန်တာလဲအရာကိုတော့နောက်ထပ်ဘိုင်းမှာဆက်ပြီးတော့ကြီးရှုရမှာဖြစ်ပါတယ်ဆိုတော့ကစားသမားတယောက်တော်တော်လေးနှဲလာပြီးတော့ဒီဘိုင်းမှာလည်းနောက်ထပ်ပြုတ်ကျသွားမယ့်သူတွေကတေချာပေါက်ရှီအောင်มาပါပဲအဲ့တော့ဇလန်ဘယ်လိုလာမလဲဆိုတော့အပိုင်းလေးမှာကျွန်တော်ပြန်တွေ့ပါမယ်။အော်ဒီနေရာမှာနောက်တစ်ခုကျွန်တော်ပြောချင်သေးတယ်ကျွန်တော် channel မှာလာလာပြီးတော့ဟို channel ကဘာဖြစ်တယ်ဒီ channel ကဘာဖြစ်တယ်ဖင်ရားပြီးတော့လာလာမှာရေးပါနဲ့။အဲ့ channel တွေကြီးချင်းအဲ့ channel ကိုသွားပါ။တို့မလုံးရင်မင်းတို့ကမင်းတို့စာပို့တာဖြစ်ဖြစ်အိမ်နိုင်အောင်ဖြစ်သွားပြောပြီးတော့လုတ်ခိုင်းဖင်လာမရားနဲ့။ ။တချို့ကပြောသေးတယ်ဘာဖြစ်တယ်။အဲ့ channel ကလောက်တာကြည့်နေတာမလုံလို့ဒီမှာ main ပြောတာလာကြည့်ရတယ်ပေါ့။ဖင်ကုန်းလိုက်အဲ့ဒီကိုသွားမရှိရင်မကြည့်နဲ့ဒိုး။ဒီ channel မှာငါကိုယ်တိုင်ပြောတာကိုကြည့်နေတယ်ငါဘော်ရာတွေအတွက်ငါသီးသန့်လုပ်ပြီးတာ။ Okay နော်။အဲ့ဒါပဲ။ဘော်ရာတို့ sorry ပါ။တချို့တွေကနည်းနည်းပြောပြီးမှရတာ။ဖင်အားတဲ့ကောင်တွေကတော်တော်များတယ်။အဲ့အတွက်အဲ့ဒါတွေကိုရှောင်ကွင်းနေရတာနဲ့အလောက်ကမတွင်ဘူး။ အားကြောင့်ကျွန်တော်လည်း live ရေးမနေတော့မယ်ဒီမှာတစ်ခါလေးပြောလိုက်တာဖြစ်တဲ့တော့နည်းနည်းရင်သီးသွားရင်လည်းအားလုံးတောင်းပန်ပါတယ်ဆိုတော့ channel subscribe လုပ်ဗီနာခေါင်းလုံးနှိပ်ပြီးတော့နောက်တစ်ပိုင်းအောင်စောင့်ကြည့်ပေးပါကျွန်တော်အမြန်ဆုံးစူးစမ်းပြီးတော့ပြန်လာခဲ့ပါမယ်ဒီဒီမှာအစားကနေအဆုံးထိ live ပါတိရှိအားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်းဂျေဇူးသူပဲတင်ပါတယ်ခင်ဗျာကျွန်တော်အန့်ခင်မှုပါ